င်္ဂလာပါခင်ဗျရှင်ကုန်ခစ်တကနေဒီနေ့နေ့လည်းကင်းဒရင်ကိုတင်ဆက်ပြပါမယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ကဈေးအကြီးဆုံးဇင်ခန်စကုတ်ကွန်ဒိုမှာမင်းအွန်လိုင်းရဲ့တမိခင်တီရီတက်ပေါ်နဲ့စစ်ဗိုလ်ချုပ်မီတာစုတွေကွန်ဒိုအခန့်ဝယ်ယူမှုတွေကို UNGP သူရဲတပ်ဖွဲ့ကစုံစမ်းနေပြီးဒေါ်လန်ရဲ့အလောကာလမှာနိုင်ငံဘန်နာအဖြစ်သိမ်းမဲ့ပတ်သက်တဲ့သူတွေကိုပါအရေးယူမှာဖြစ်တယ်လို့ဆိုပါတယ်ရခိုင်မင်းမောင်ဒေါမျိုးကအချက်ပဲစစ်ကောင်စီရဲ့နေကြဆောင်ရဲတပ်ဖွဲ့ဝင်တွေလာစားမရတာဟာ 3လကျော်ကြာမြင့်နေပြီရှေ့တန်းမှာအသက်ဆုံးတိုက်ခိုက်ပေးနေရတယ်လို့ကာယကံရှင်မိသားစုဝင်တွေကပြောထားတဲ့သတင်းပါဝင်ဒီကနေ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကဈေးအကြီးဆုံးဇိန်ခန်စကော့ကွန်ဒိုမှာမင်းအောင်လိုင်ရဲ့တမိခင်တီရီတက်မွန်နဲ့စစ်ဗိုလ်ချုပ်မိသားစုတွေကွန်ဒိုအခန်းဝယ်ယူမှုတွေကို MG ပြည်သူရဲတပ်ဖွဲ့ကစုံစမ်းနေပြီးဒေါ်လာရဲ့အလွန်ကာလမှာ နိုင်ငံဘဏ္ဍာအဖြစ်သိမ့်မဲ့အပြင်ပတ်သက်တဲ့သူတွေကိုပါအရေးယူမှာဖြစ်တယ်လို့အယုံကြည်ပြည်သူရဲတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တကိုပြောထားပါတယ်။တရှိဗန်ကောက်မြို့ရဲ့အချက်အချာကြတဲ့နေရာတစ်ခုက scope condo မှာအချမ်းပတ်စကောသောမင်း online ရဲ့တမိခင်တီတီတမောပါဝင်ထိတ်တန့်စစ်ဘိုလ်ချုပ်တွေရဲ့မိသားစုတွေကနမဲအမျိုးမျိုးတုံပြီး condo တိုက်ခန့်ဝယ်ယူပိုင်ဆိုင်ထားကြတယ်လို့ဆိုပါတယ်။အဲဒီလိုမင်း online တမိခင်တီတမောပါဝင်ထိတ်တက်စစ်ဘိုလ်ချုပ်တွေရဲ့မိသားစုတွေအတွက်ကွန်ဒိုအခန်းတွေအ धिक လိုက်ဝယ်ပေးနေတဲ့သူက အဲချိုင်းနာရဲ့တရားဝင်ကိုယ်စားလှယ်တဦးဖြစ်ခဲ့ဘူးတဲ့ဒေါ်တန်တန်လေးရဲ့တမိမြဆိုတဲ့သူဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့အဲ့ဒီမင်းအွန်လိုင်းတမိခင်သီရီတက်မွန်အပေါင်းဝေးစစ်ဘုချုပ်တွေရဲ့မိသားစုတွေထိုင်းနိုင်ငံကကွန်ဒိုအခန်းဝယ်ယူထားမှုနဲ့ပတ်သက်တဲ့အချက်လက်တွေအလုံးကို UNG ပြည်သူရဲတပ်ဖွဲ့ကနေစုံစမ်းစုဆောင်းထားပြီးဒေါ်လင်းအလွန်ကာလမှာနိုင်ငံဘဏ္ဍာအဖြစ်သိမ်းမဲ့အပြင်ပါဝင်ပတ်သက်တဲ့သူတွေကိုပါအရေးယူမှဖြစ်တယ်လို့ UNG ပြည်သူရဲတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ရခိုင်မင်းနှံပေါင်းဒွန်မြို့ကအကြပ်ဖက်စစ်ကောင်စီရဲ့နေကြဆောင်ရဲတပ်ဖွဲ့ဝင်တွေလဆာမရတာဟာ၃လကျော်ကြာမြင့်နေပြီရှေ့တန်းမှာအသက်ဆုံးတိုက်ခိုက်ပေးနေရတယ်လို့ကံကံရှင်မီတာစုဝင်တွေကပြောပါတယ်လက်ရှိမောင်ဒွန်မြို့နယ်မှာအကြပ်ဖက်စစ်ကောင်စီရဲ့နေကြဆောင်နက္ခကနှစ်နဲ့နက္ခက၅စခန်းနှစ်ခုသာလဆာရပြီးတော့ကျန်တဲ့နက္ခက၁၃၄၆စခန်း၄ခုကရဲတွေဟာလဆာမရတာ၃လကျော်ကြာမြင့်နေပြီလက်နက်ခဲယမ်းသာလာပို့ပေးမယ်လဆာမပေးပဲ အထက်အရာရှိတွေကအကြောင်းမျိုးမျိုးပြနေကြတယ်လို့မောင်ဒေါ်နေဂျာဆောင်ရဲတပ်ဖွဲ့ဝင်မိသားစုဝင်တဦးကပြောထားပါတယ်။ဇွန်လ၈ရက်နေ့ကလည်းမောင်ဒေါ်ဒေသကိုစစ်ကောင်စီရဲ့ကန်ဒိုစစ်သင်္ဘောတွေရောက်လာတဲ့အချိန်ကလည်းလဆောင်ငွေတွေမပါပဲလူနာတွေကိုသာခေါ်သွားကြပြီးလက်ရှိနေဂျာဆောင်ရဲတပ်ဖွဲ့ဝင်တွေဟာ၃လကျော်လဆောင်မရပဲရှေ့တန်းမှာအသေးခံတိုက်နေရတယ်လို့လည်းကာကန်ရှင်မိသားစုဝင်တွေကပြောထားပါတယ်။လက်ရှိမှာတော့ စကောင်စီရဲ့နေကြားဆောင်နဂက6နဲ့9စကန်နှစ်ခုလုံးကိုအရခတ်တော် အေးအေးကတိမ့်ပိုက်ရရှိတာပြီအဲဒီစကန်ကနေထွက်ပြေးသွားတဲ့စကောင်စီတပ်ဖွဲ့ဝင်တချို့ဟာနဂက134စကန်တွေမှာပွားပေါင်းနေကြတယ်လို့နဂက6နဲ့9ကဆုတ်ခွာသွားတဲ့ရာနဲ့ကြီးတဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့မိသားစုတွေကတော့ပြီးခဲ့တဲ့ရက်ပိုင်းကပဲမောင်တော်မျိုးနဲ့အလဲတန်းကျော်ကန်းဂျီအနီးပင်လေပြမှာစစ်တပ်ရဲ့တင်းမောကသူတို့အချင်းချင်းမကယ်တင်မဲ့တနက်နဲ့ပြစ်ခတ်မှုကြောင့်ဆက်လေတိမ့်မောက်ပြီးရဲတပ်ဖွဲ့ဝင်ရဲ့ခလေးနှစ်ဦးနဲ့ရဲမေနှစ်ဦးပါ ပင်လယ်ထဲပျောက်ဆုံးနေတယ်လို့သိရပါတယ်ခင်ဗျဒီတစ်ခါစကိုင်းတိုင်းဘက်မှာတော့စကိုင်းမြို့နယ်မှာစိုင်းကဲခိုးယူထွက်ပြေးတဲ့စစ်ကောင်စီတပ်ကဒူရဲအုပ်တအုပ်ကိုတော်လိုင်းရင်တပ်တွေကပြစ်ခတ်ဖမ်းဆီးရမှာဒူရဲအုပ်ဟာနေရမှာပဲပွဲချင်းမိကိုသေသွားပြီသူစီကနေတနက်နှစ်လက်နဲ့ယူနီဖောင်းကြီကတွေပါတင်းစီရရှိခဲ့တယ်လို့နေစီမချစကိုင်းသားအဖွဲ့ရဲ့တာဝန်ရှိသူတအုပ်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဇွန်လ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ကျွဲပုံပြူစော်တီရွာကစစ်ကောင်စီတပ်ရဲ့ဒုရဲအုပ်တဦးဟာပြည်သူပိုင်ဆိုင်ကယ်ကိုခိုးယူထွက်ပြေးတဲ့အချိန်နေစည်းမချစကိုင်းသားအဖွဲ့ရဲ့တော်လန်ရေးရဲဘော်တွေကလိုက်လံဖမ်းဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီဒုရဲအုပ်ကသူ့မှာပါလာတဲ့၆လုံးပြူတန်းတန်းနဲ့ပြန်လဲပြစ်ခတ်ဖို့လုပ်တာကြောင့်တော်လန်ရေးရဲဘော်တွေကပြစ်ခတ်ဖမ်းဆီးရမှာဒုရဲအုပ်ဟာနေရာမှာပဲပွဲချင်းမိကိုသေသွားတယ်ဆိုပါတယ်အဲ့ဒီလိုသေသွားတဲ့ဒုရဲအုပ်စီကနေပစ္စတိုတနက်အပါဝင်တနက်နှစ်လက်နဲ့ယူနီဖောင်းကြီးကအသုံးဆောင်ပစ္စည်းတချို့ကိုပါတင်စီရရှိခဲ့တယ်လို့ နယ်စည်းမချစကိုင်းသားအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာလေစကိုင်းတိုင်းကမုံရွာချောင်းဦးလက်ပေါ်မှာဂျင်းဒီထဲလာတဲ့အကျန်းဖက်စစ်ကောင်စီတပ်ရင်တန်းကိုတော်လန်ရေးတပ်တွေကဖျက်အပြင်းမိုင်းဝင်နဲ့ဖောက်ကွဲတိုက်ခဲ့ရမှာကားပေါ်မှာပါလာတဲ့အရာရှိကိုမိုင်းပွိုင်အနီးကနေအလေးပြုနေတဲ့စစ်သား2ဦးနဲ့အရာရှိပါစုစုပေါင်း3ဦးလုံးသေကုန်ကြတယ်လို့ South Bonya PDF ရဲ့တာဝန်ခံဒေါင်ကာရန်ကရန်ကုန်ခေတ်တိကိုပြောပါတယ် ဇွန်လ17ရက်နေ့ဖြစ်တယ်မနေ့ကပဲတရုတ်ဝမ်ဘောင်ဘက်ကနေကျင်းဒီတဲဆောင်တဲ့အကြက်ဖက်စစ်ကောင်စီတက်ရင်တန်းဟာမုံရွာ6ဦးလမ်းပိုင်းကိုဖျက်တမ်းတဲ့အချိန်ဂါဘုံမှာပါလာတဲ့ရရှိတအုပ်ကိုမြန်ပလဲစီဆိုင်ကိတ်အနီးမှာပြည်သူတွေစီကနေငွေညှစ်တောင်းရနေတဲ့စစ်ကောင်စီတပ်သား2ဦးကလှမ်းပြီးအလေးပြုတဲ့အချိန်တော်လန်ရေးတပ်တွေထောင်ထားတဲ့ main point နဲ့ကွက်တီရောက်လာရမှာတော့တော်လန်ရေးရဲဘော်ဟာအချိန်ကိတ်ဖောက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီမှာ main point အနီးလမ်းမှာဘော်ကနေအလေးပြုနေတဲ့စစ်သား2ဦးရော ကားပေါ်ကအရာရှိတဦးပါစုစုပေါင်းပုံအလုံးပွဲချင်းပြီးကိုတေကုန်ကြပြီ နောက်ကပါလာတဲ့စစ်ကားတွေကလမ်းမပေါ်ကစစ်ကောင်စီတပ်သားမသားအလောင်းနှလောင်းကိုပါကားပေါ်ဆွဲတင်သွားကြတယ်လို့ source ပေါ်ရ PDF ရဲ့တာဝန်ခံတောင်းကရင်ကပြောထားပါတယ်ခင်ဗျဖတ်မှာတော့မြို့သားညီရဲ့ဆိုရအယုံကြီးရဲ့ဆိုရအလုရှင်တဲ့အလုံသမားကိုစလေတွေက132ချိန်မြောက်ပြည်ပြည်ဆိုင်ရာအလုံသမားရဲ့ညီလာခံတက်ရောက်ပြီးမြမအရေးချင်းတွေကိုရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ် ဇွန်လ10ရက်နေ့ညနေပိုင်းကပဲမြန်မာဒီမိုကရေစီအရေးမြန်မာအလို့သမားအရေးကိစ္စရက်တွေနဲ့ဆက်လင်းပြီး NGO ကိုယ်စားလှယ်တွေကတီးခြားတွစ်ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သလိုအဲ့ဒီအစည်းအဝေးမှာညီလာခံကိုတက်ရောက်လာတဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေကအစိုးရအလို့ရှင်အလို့သမားကိုယ်စားလှယ်တွေအပြည်ပြည်ဆိုင်ရာအလို့သမားရေးရာအဖွဲ့ချုပ်တွေကခေါင်းဆောင်တွေအပါအဝင်နိုင်ငံတကာအဖွဲ့စည်းတွေကကိုယ်စားလှယ်တွေပါတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်အဲ့ဒီအစည်းအဝေးမှာ NGO ကိုယ်စားလှယ်တွေက ။မင်းသားညီငယ်ဆိုရရဲ့တရားဝင်မှုနဲ့စစ်အုပ်စုရဲ့ပြည်သူတွေပေါ်အကြမ်းဖက်ဖိနှိပ်မှုလုပ်ရက်တွေအခြေခံလူ့မှခွင့်ရေးတွေနဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဥဆောင်မှုနဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးဒီမိုကရေစီအင်အားစုတွေကနိုင်ငံရဲ့ area 60ရာခိုင်နှုန်းကျော်ကိုနည်းမြေစိုးမိုးထိန်းချုပ်ထားနိုင်မှုအခြေအနေတွေအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဂျာကာလာပြည်သူအုပ်ချုပ်ရေးပေါ်ဆောင်နေမှုနဲ့ဝန်ဆောင်မှုပေးနေတဲ့အခြေအနေတွေကိုရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဒါပြင် လက်ရှိမြန်မာနိုင်ငံမှာပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်ပြီးစစ်ရဇဝတ်မှုတွေအလို့သမားအခွင့်ရေးနဲ့လူအခွင့်ရေးတွေကိုအကြီးအကျယ်ချိုးဖောက်နေတဲ့စစ်ကောင်စီကိုနောက်အကြိမ်ညီလာခံအထိမဆောင်ပဲအခုနှစ်ပြုတ်လုနေတဲ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့က132ကြိမ်မြောက် ILO ညီလာခံမတင် ILO ရဲ့ Article 33နဲ့အငြီးချက်ချင်းအရေးယူဖို့ကိုပါတောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေဂင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ